2025ခုနှစ်မတ်လ30ရက်ဒီနေ့တနင်္ဂနွေနေ့အတွက်ခொနည်းသားမိတွေရဲ့တဲတော်ကံကြမ္မာနမိတ်ဖတ်ကြရမယ်ဆိုရင်တော့နံပါတ်3 Empress ဆိုတဲ့ဘယင်မကြီးတင်ကြတဲ့နမိတ်ဖြစ်ပါတယ်အကြီးအမြတ်ဩဇာအာဏာရှိတဲ့နေ့ပြောတိုင်းအောင်တဲ့နေ့ဆိုတိုင်းဖြစ်တဲ့နေ့ဒီလိုနေ့မှာအလုတ်ကိစ္စငွေကြေးကိစ္စတွေအတွက်အစီအမေချုံးမှွင့်သွားမယ်လို့ပဲမှတ်ယူထားလိုက်ပါခင်ဗျာဒီနေ့အတွက်ကံအလွန်ကောင်းမှုလို့တော့ကတော့တိလရှင်ဆရာလေးတစ်ပါးပါကို အသီး၃မျိုးလှူဒန်း၍လူရစုကိုတောင်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုသန့်စဉ်ပွားမြင်တဲ့ရင်သွေးရတနာ၏အတွက်မာဘုတ်ဗေဒနိယတနင်္ဂနွေနေ့ဘွားပုတိဘွားဇာတာရှင်များဖြစ်ကြပါတယ်ပုတိတဘောမကြော်သောကြော်သောပါကတိုက်မြာဆိုတဲ့အတိုင်းငယ်စဉ်မှာခက်ခဲစွာကြက်တဲစွာယုံကံကြိုးစားအထုတ်ပြီးတော့အနိုင်မဲ့အောင်မြင်ကြမယ်ဇာတာရှင်များဖြစ်ပါတယ်ဆိုတဲ့အကြောင်းနမိတ်ကောင်းဖတ်လိုက်ပါတယ်ခင်ဗျာဒီနေ့မှာကြောက်တဲ့မွေးနေ့ရှင်များအားလုံးမင်္ဂလာမွေးနေ့ဖြစ်ပါစေခင်ဗျာ မိတ်ဆွေရဲ့မင်္ဂလာမွေးနေ့မှာမင်္ဂလာရှိဖို့လို့အတွက်ကတော့ဤစတဲ့ဇေတော်မြတ်ကြီးရဲ့တနည်းနည်းတော့အရက်မှာအုံညွန့်ကိုညွန့်တပြင်းညွန့်ကိုညွန့်သာသနာလန်ကိုလက်ပန်းဖြူကိုပွင့်တို့ကိုလှူဒန်းပြီးဂုံတော်ကိုပါကိုပရိကိုဘက်ပူဇော်လိုက်ခြင်းအပြင်မွေးနေ့ရှင်တို့ရဲ့ကုသိုလ်အစွမ်းဖြင့်လူရဆန္ဒများပြည်ပါလိမ့်မယ်လို့နမိတ်ကောင်းဖတ်လိုက်ပါတယ်ဗျာဒီနေ့အတွက်အကျိုးပေးဆုံးမကဏ္ဍကတော့၉ကဏ္ဍ၃ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေတို့ကငွေထူးဝင်ဖို့တော့ကတော့ပတ်စံရင်းထဲကို အဝိုင်းအောင်ပန်းလေးတစ်ပွင့်ဆောင်ထားလိုက်ခြင်းအပြင်ငွေထူးဝင်ပါလိမ့်မယ်ဈေးဆိုင်တွေစတိုးဆိုင်တွေကုန်စည်ဆိုင်တွေလက်ပိတ်ဆိုင်တွေရောင်းပန်းတောင်ဝယ်ပန်းလှဖို့တော့ကတော့စိုင်ရှိမျက်နှာသာကိုနွားနို့အနေနဲ့ပက်ဖြတ်ထားလိုက်ခြင်းအပြင်သိသိသာသာရောင်းပန်းတောင်ဝယ်ပန်းလှပါလိမ့်မယ်အရောင်းတိုင်းနဲ့ကုန်ပစ္စည်းတွေအရောင်းတော့ဖို့လို့တော့ကလည်းပဲအချိုလေးဘူးလေးတစ်ခုနဲ့တို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ခြင်းအပြင်သိသိသာသာအရောင်းတွက်အရောင်းထွက်သွားပါလိမ့်မယ်အမှုခင်းကြုံနေရသူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ အမှုကြုံနေသူရဲ့အမိကိုပန်းသီးတစ်လုံးမှရေးပြီးစွန့်ကဖုန်ကြီးလှူဒန်းလိုက်ခြင်းအပြင်ကန်တရားရဲ့အထောက်ပံ့ကောင်းတွေရပါလိမ့်မယ်။ကျမ်းမာရေးညံ့နေတဲ့သူတွေဆွေမျိုးမိသားစုမှာရှိရဆိုရင်တော့ကျမ်းမာရေးညံ့သူအတွက်ဓာတ်စာဖြစ်နေဒီလိုနည်းမျိုးမှာတမယာတိတို့မှရှောက်သည့်ခြင်သောအသည့်လေးအနေငယ်ကိုစတိစမိကျမ်းမာဖို့အတွက်ဆူတောင်းလိုက်ပါခင်ဗျာ။အခြေကိစ္စမေတ္တာကိစ္စအိမ်တော်ကိစ္စတွေကတော့အေးချမ်းတာယာပျော်ရွှင်ရပါလိမ့်မယ်။ချစ်သူရဲ့လက်ဆောင်ပစ္စည်းပန္နာမျိုးရတတ်ပါတယ်။အခြေမေတ္တာရဲ့အိမ်တော်ကြီး အစဉ်ပြေဖို့လို့တော့ကတော့အချိုရခွက်ထဲကိုရေခဲလုံးလေးတွေထည့်ပြီးမြတ်စွာဘုရားရှင်ကတ်လှူခြင်းအပြင်အချင်းမြတ်တိုင်အိမ်တော်ကြီးကိစ္စများအားလုံးအေးချမ်းသာရပျော်ရွှင်ပါလိမ့်မယ်ခင်ဗျာ